ရက်ဘောင်စင်ရဲ့ဒုတိယပိုင်းပတ်တူဒုတိယခေါင်ပွဲကတော့15 15လို့ဆိုရင်မမဘူးလိုင်းဝိတ်တန်မှာ undisputed champion ဖြစ်ပြီးမှ welterweight ထိတက်ပြီးတော့စိန်ခေါ်လာတဲ့တပင်းဟင်းဒီကိုသူ့ထက်အသက်ငယ်တဲ့လက်ရှိ WBO welterweight champion ဖြစ်တဲ့ Brian Norman Jr. နဲ့ကပတ်ကာကွယ်ပွဲကို လက်ခံထိုးပေးတဲ့ပွဲပါတပင်းကြီးကတော့ဘောင်စင်ဖန်နေဆိုရင်တီးပီးသားဖြစ်ကြမယ်ဘရိုင်ယန်နော်မန်ဂျူနီယာအကြောင်းကလည်းကျွန်တော်မနေ့တနေ့ကမှကျွန်တော် တင်ပေးထားတာမို့လို့မိတ်ဆက်ပေးစရာမလိုတော့ဘူးလို့တော့ထင်ပါတယ်ဒါကြောင့်မလို့သူတို့နှစ်ယောက်ရဲ့အားနည်းချက်အားသာချက်ကိုပဲကျွန်တော်အဓိကထားပြီးတော့ပြောပြသွားပါမယ်တပင်းကြီးကဒက်ဖန်ပိုင်းအယမ်းလုံးနေပွဲကိုပရိသတ်ကြိုက်အောင်ထိုးဖို့ထက်အနိုင်ရရေးကိုပဲပို့ပြီးတော့အယုံဆိုင်တဲ့အမတ်သမားဂျေဆာဘွားမှာရိုင်ယန်ကာစီယာတပွဲပဲရှုံးခဲ့ပေမဲ့ဒါစီယာကတားမြစ်စေတုံးထားတာတွေ့လို့နိုကွန်ဒက်စ်ပြန်ပြီးတော့ဖြစ်သွားတယ် ပြိုရင်မပြတ်သေးဘူးပေါ့ဝိတ်တန်းအငယ်ကတက်လာတဲ့သူမို့လို့စပီပိုင်းကတော့မေးစရာမလိုဘူးတာပြီးသားပဲ Brian Norman Junior ကကြေးစားဆထိုးကတဲ့ကဝက်တာဝိတ်တန်းမှာဆိုတော့သူ့အတွက်ကအသားပိုကျနေတယ်ဝိတ်တန်းအရာဆိုရင်အသက်24နှစ်နဲ့ကြေးစားပွဲ28ပွဲတိဘဲဥမကွဲသေးအောင်ထိုးထားတယ်သူရဲ့နောက်ဆုံး၃ပွဲမှာကထိတ်တန်းပြိုင်ဘက်တွေကိုကြည့်ပဲအလေးထိုးထားပြီးမှတော့နာမည်ပိုရလာတယ်တပင်းအီဒတ်ဆိုင်ရင် Brian Norman Junior ဆော့ပုံကပို့ပြီးတော့၄ပင်မဲ့ပါဝါကထိရင် ကြသွားနိုင်တယ်အသက်ငယ်တူတော့ပို့ပြီးတော့လဲရုံးနိုင်အောင်မယ်ဒဗင်းရဲ့အာတာချက်ကအတွေ့အကြုံနဲ့ speed အမြန်တော့မယ်နှစ်ယောက်စလုံးကရှုံးပွဲမရှိသေးတော့ဒီပွဲကဘသူဘဲကို꽌မလဲဆိုတာအရန်သိချင်တယ်ကြည့်ရလေစိတ်ဝင်စားဖို့ကောင်းတယ်ဗျလွန်ခဲ့တဲ့နှစ်ပတ်ထိ Brian Norman Jr ကအထက်ကြီးပေါက်တယ်အခု Brian ကို1.909ဒဗင်းရဲ့ကို1.95ပေးထားပါတယ်50 50ဆိုတဲ့အနေအထားမျိုးဖြစ်သွားပါပြီစိတ်ဝင်စားဖို့ကောင်းပါတယ်ဟုတ်ပြီကောင်းပွဲ ကံပွဲရတော့အမေရိကန်ပေါင်းစားဖြစ်တဲ့ David Banner Vidas နဲ့ British ကအန်တိုနီယတ်တို့ကို WBC Light Heavyweight Champion ကပတ်ကာကွယ်ပွဲအနေနဲ့တည်ထားတယ် Banner Vidas အကြောင်းကလည်းကျွန်တော်အရင်လကတင်ထားပြီးသားမက္ကီကန်သွေးပါတဲ့ကောင်ဆိုတော့ဆောင်ရမ်းမှာပြီးတော့ပေါက်ကွဲအပြင်းလို့ပြိုင်ဘက်တွေကတတ်နိုင်တဲ့လောက်ရှောင်ကြတယ် Super Middleweight Dan Champion နှစ်ခါဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်ကမှ Light Heavyweight Dan ကိုတတ်လာတာပါကြီးစားပွဲ30ထိုးထားပြီးတော့အကုန်လုံးကို နိုင်ထားတယ်ပါဝါရှိတယ်မာကုန်မြင့်တယ် တွဲလုံးနေအယမ်းမြန်နေသူ့ pressure ပေးပြီးထိုးပြီးဆိုရင်တောင်းခံနိုင်တဲ့ကောင်ကနေတယ်အတက်ကလည်း28နှစ်ပဲရှိသေးတော့အကောင်ဆုံးအချိန်မှာပဲရှိနေသေးပါတယ်သူ့ပြိုင်ဘက်အန်တိုနီယက်က original light heavyweight ပါကြီးစားပွဲ30မှာ သုံးပွဲပဲရှုံးထားပါတယ်။ကောင်းပေမဲ့ champion ဖြစ်ဖို့ကံမပါလာတဲ့ကောင်လို့ဆိုရမလားပဲ။ champion နှစ်ခါလူဝင်ရပေမဲ့နှစ်ခါလုံးအလဲထိုးခံရတယ်။ဒီတစ်ချိန်ကသူ့အတွက်ကမ္ဘာ champion ဖြစ်ဖို့တတိယအချိန်မြောက်စူးစမ်းခြင်းပါ။နိုင်ပွဲ28ပွဲမှာ24ပွဲတိအလဲထိုးထားတာမို့လို့သူလဲပါဝါကြီးတယ်။မာဂုံအားနေတယ်သူတို့နှစ်ယောက်ကိုခြုံပြီးပြောရရင် Van der Vittes က A level ရှိတဲ့ပေါင်စာဆိုရင် Anthony Yak က A minus level လောက်ရှိတဲ့ ်ပေါင်းစားတယောက်ပါဒါကြောင့်မလို့ဒီဘွဲမှာဘာနာဘီဒက်စ်ကအဆက်အရရာတားပါတယ်ဂျေးမှာဒေးဗစ်ဗန်နာဗီနက်စ်ကို1.064အန်တိုနီရက်ကို8ပေးထားပါတယ်ခုနစတော့ကွာပါတယ်ဟုတ်ပြီဒါတွေကတော့ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြသွားတာပါပွဲနဲ့မသက်ဆိုင်တဲ့အပြင်ကအကြောင်းကိုပြောမယ်။တလောကကနေလိုကိုခရော့ဖော့ကအနိုင်ယူပြီးတော့စူပါမီဒယ်ဝေတန်ကပတ်တွေအကုန်လုံးတင်လိုက်တဲ့အချိန် ်တရကီအလာရှေကခရော့ဖော့ကိုဗန်နာဗီဒက်စ်နဲ့တဲပေးခြင်းနဲ့ဆန္ဒရှိတယ်။ဒါပေမဲ့ဗန်နာဗီဒက်စ်ကဝိတ်တန်းပြန်မစင်းတော့ဘဲနဲ့ light heavyweight တန်းမှာပဲနေတော့မယ်ဆိုပြီးတော့ထုတ်ပြန်လာတယ်။ဒီပွဲနိုင်ရင် Vivo နဲ့ light heavyweight ကပတ်ပေါင်းစည်းပွဲဖြစ်လာနိုင်ပါတယ်။ဒီလေးပွဲလုံးကဘဲဥ်ကွဲထားတဲ့သူဆိုလို့အန်တိုနီရက်တယောက်ပဲပါတာမို့လို့တူရကီအလာရှေးအနေနဲ့ဒီပွဲကိုဘလောက်ထိပြင်ဆင်ထားလဲဆိုတာခံမှန်းကြည့်လို့ရမယ်ထင်ပါတယ်။ပေါ်ပင်မဟုတ်ဘဲနဲ့ဘောင်စင်ရဲ့အနစ်တာရာကြီးတွေကိုပဲ ကြည့်ရမယ်ခန်းစားရမယ်ပွဲစဉ်မို့လို့ကျွန်တော်တကူတကဗီဒီယိုလုပ်ပြီးတော့ပြောပြတာဖြစ်ပါတယ်ပွဲချိန်ကအခုတနင်္ဂနွေနေ့မနက်2နာရီခွဲကနေစမယ်အဓိကကြတဲ့တွဲဆိုင်၄ခုကတော့မနက်၄နာရီနဲ့9နာရီဝင်းကျင်လောက်မှာစပါမယ်ပနာဗီဒန့်စ်နဲ့အန်တိုနီရက်တိုပွဲကတော့မနက်၈နာရီကျော်လောက်မှာဖြစ်ပါလိမ့်မယ်လိုင်းလွင်ပေးပါပါနေရတာပါတရား